မင်္ဂလာပါလူတွေကမိမိကတရားစခန်းကထွက်လာတဲ့အခါလူတွေကမေးကြပါလိမ့်မယ်ယောဂီတရားရှုမဲ့ဖို့တက်ပြီလားလို့မေးကြပါလိမ့်မယ်အခုအခုခဏလေးမှာဘာတွေရှုမဲ့နေသလဲလို့မေးလာခဲ့ရင် တရားမှတ်နေတဲ့မတ်တက်တဲ့ယောဂီဆိုတာစက္ကန့်တိုင်းစက္ကန့်တိုင်းမဲ့ဖို့အကြောင်းအရာရှိတော့ပါပြီတတိမြည်တော့ပါပြီအဲ့ဒါနဲ့သူမှစက္ကန့်တိုင်းစက္ကန့်တိုင်းမဲ့ဖို့အကြောင်းအရာတခုရှိကိုရှိနေပါတော့တယ်ထိုင်ပြီးတော့ မျက်လုံးမိတ်တဲ့အချိန်မှမမဖို့တက်တယ်မျက်လုံးဖွင့်တဲ့အချိန်ကျတော့မမက်တတ်တော့ဘူးဆိုရင်အဲ့ဒါတရားမမက်တတ်သေးပါဘူးကမ္မထံမရှိသေးပါဘူးကမ္မထံဆိုတာကမ္မအပေါဌာနဖြစ်ပါတယ်ကမ္မဆိုတာ အလုံးလုံးတာဌာနဆိုတာနေရာအလုံးလုံးတဲ့နေရာတခု ရှိကိုရှိနေရပါမယ်လောကဥပမာနဲ့ပြောရင်စိတ်ကိုထားမယ့်နေရာတခုရှိဖို့လိုအပ်ပါတယ်မဟုတ်ရင်စိတ်ကအတိတ်ကိုစဉ်းစားမယ်အနာဂတ်ကိုရောက်မယ်ဘယ်နေရာကိုရောက်မှန်းလည်းမသိရောက်ရှင်ရောက်နေမယ် ဒါစေးအလုတ်တတန်တရာလုံးအဲ့လိုပဲလာခဲ့တာပဲအခုဘဝမှာစိတ်ကိုနေရာတစ်ခုမှာထားပြီးတော့သူ့ရဲ့ဖြစ်စဉ်ကိုသိအောင်ဘလိုမျိုးပါလဲဘုဘမာတဏကလည်းနှလုံးအိမ်ထဲမှာတူတူတိတ်တိတ်တရားဟောလာခေးတာတတန်တရားလုံးဖြစ်ပါတယ် ဒီဖုန်ကြီးတွေမြက်စော်ဖရာထက်တောင်မှတဏမင်းကြီးကတရားဟောတဲ့ပါတယ်ဒီဖုန်ကြီးတွေလောက်ကတော့အတားလေးပါပဲတဏကဘလို့တရားဟောတော့မင်းအဲ့လိုနေလာတာကြာပြီလေဘာမှမမဲ့ပဲနေလာတာကြာပြီဆိုတော့မင်းအခုလေအဲ့လိုပဲနေဖို့ဒါမှငါခိုင်းချင်တိုင်းခိုင်းလို့ရမှာတဏကတရားဟောပါတယ် မေဟိုမှာတွေးလာမြင်လာရှော့တယ်နော်မင်းအဲ့ဒါသဖို့ချလိုက်စမ်းမေဟိုမှာကြည့်လေမင်းထံကောင်းတဲ့ PC ရှိမှာရှိနေပြီမင်းအဲ့ဒါကိုနစ်သက်လိုက်စမ်းရအောင်ဝေစမ်းกว่าသူ့လိုမျိုးပုံစံတဏှာကထိုးပေးတယ်မြောက်ပေးတယ်ဆော့ပေးနေတယ်ပိစုံမှန်မှန်သာစက္ကန့်တိုင်းစက္ကန့်တိုင်းတဏမဖြစ်ပေါ်ရအောင်သတိနဲ့မသိပေးဘူးဆိုရင် သူကခိုင်းတော့တာပဲအဲ့ဒါနဲ့ညံ့မြဲလုံးကန့်နေတဲ့သူကိုတဏှာကသဖောကြပါတယ်ညံ့မြဲလုံးပွင့်လာတဲ့လူဆိုတာကအော်ငါဒီတဏှာလက်ကလွတ်အောင်မျက်စောဖရားဟောခဲ့တာပဲအဲ့ဒီနီလန်တိုင်းလိုက်နာပြီးတော့ကျင်းသုံးရင်ငါဒီဘဝတော့တဏှာလက်ကမလွတ်ပင်နဲ့ပဒေါမအသေးမခံနိုင်ဘူး ဒီတဏှာကိုတဏှာစီမှာကြုံခံမလားတော်လန်မလားအဲ့ဒါစိတ်ပြောင်းတော်လန်သတိပဋ္ဌာန်ကာယဝေဒနာစိတ်တာဓမ္မလို့သတိပဋ္ဌာန်တရား၄ပါကန္နာကိုယုံတိုင်းယုံတိုင်းမှလည်းသိပေးရမယ်အဲ့ဒါကာယ ानु ပတ္တနာခံစားတိုင်းမှသိပေးရမယ်ဝေဒနာ ानु ပတ္တနာစိတ်ကို ပိတ်ဆုပ်ပန်းမှာရှိနေအောင်ကြားတိုင်းမှာသီးပိနေရမယ်မတူတာလေးတွေကိုမြင်တိုင်းမှာမတူတာလေးတွေကိုသီးပိနေရမယ်အဲ့ဒါစိတ်တဏှုပဒနာအကုန်လုံးအကြောင်းနဲ့အကျိုးကြောင့်ဖြစ်နေတာပဲသဘောတစ်ခုပဲရှိတာပဲလို့ပြီးလိုက်တော့ဓမ္မနုပဒနာဖြစ်ပါတယ်အကုန်လုံးအောင်မြင်အောင်စက္ကန့်တိုင်းစက္ကန့်တိုင်းမတ်